ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့သစ်စီမံကိန်းမှာရှိတဲ့ကြားပြတ်ငွေလိမ်လုပ်ငန်းတွေရဲ့နောက်ွယ်ကခေါင်းဆောင်ရှီကျင့်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံကပြင်ဆင်နေပါတယ်။ထိုင်းသတင်းရဲ့ဖော်ပြချက်အရဒီကနေ့နိုဝင်ဘာလ12ရက်နေ့ညနေ4:30မိနစ်မှာတုံနာဘူမိလေဆိပ်ကတဆင့်ပြန်ပို့မှာဖြစ်တယ်လို့သိရပါတယ်။ သူ့ကိုပြန်လည်ပို့ဆောင်ဖို့အတွက်ထိုင်းရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးရေးဘီရိုကအဓိကကင်တွယ်ဆောင်ရွက်နေတာဖြစ်ပြီးပို့ဆောင်ဖို့အတွက်တရုတ်နိုင်ငံဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်လာတာကိုလည်းတွေ့ရပါတယ်။ American ဘန်ဒါရေးဌာနကလည်းစက်တင်ဘာလ10ရက်နေ့မှာကြားဖြန့်ခေါင်းဆောင်ရှီကြီးကျန်းအပါအဝင်အနာသိစစ်တပ်ရဲ့ဩဇာခံကင်းရင်ကြားဆောင်တဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့ဆက်ဆက်နေတဲ့ရွှေကုတ်ကပြစ်မှတ်၉ခုကိုတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ကြေညာထားပါတယ်။ အွန်လိုင်းလိမ်လည်မှုစင်တာတွေကနေတဆင်အာဓမလှုပ်အားပေးခိုင်းစေမှုအကြမ်းဖက်မှုတွေနဲ့အမေရိကန်နေစီကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူမှုတွေနဲ့ပတ်သက်ပြီးအရေးယူတာဖြစ်တယ်လို့ဆိုပါရယ်။ဗိုလ်မှူးကြီးစောချစ်သူကတော့ရှီချင်းချန်အဖမ်းခံထားရချိန်2024ခုနှစ်ထဲရွှေကုတ်ကူမှာရှီချင်းချန်ဘေးကင်းဖို့ဆူတောင်းပွဲတော်လုပ်ခဲ့ပါသေးတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံသားခံယူထားတဲ့ရှီချင်းချန်ကိုတရုတ်နိုင်ငံလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီနှစ်အော်တိုဘာလ22ရက်နေ့မှာအတည်ပြုဆုံးဖြတ်ထားတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ2022ခုနှစ်တည်းကဖန်ဆီးခံရတဲ့ရှင်းကျင်ချမ်းကိုငွေကြေးခဝါချမှုအွန်လိုင်းငွေလိမ်လည်မှုလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေအတွက်တရုတ်နိုင်ငံဘက်ကအလိုရှိနေတာပါ။ဒါပေမဲ့လည်းတရုတ်နိုင်ငံကိုပြန်ပို့ရင်အသက်ခံရနိုင်တယ်လို့ရှင်းကျင်ချမ်းကစိုးရိမ်မှုရှိနေပြီးသူ့ကိုပြန်မပို့ဖို့အတွက်ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံဥပဒေအတွင်းကခုခံခဲ့တာဖြစ်ပါတယ်။ ရှင်ချင်းကျန်းကို1982ခုနှစ်မှာတရုတ်နိုင်ငံဟူနန်ပြည်နယ်ရှန်တုံမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးအသက်20အရွယ်မှာဖိလစ်ပိုင်နိုင်ငံကိုပြောင်းရွှေ့ပြီးလောင်စာလုပ်ငန်းတစ်ခုကိုထူထောင်ခဲ့ပါတယ်။2015ခုနှစ်မှာတော့သူဟာသူ့ရဲ့အွန်လိုင်းလောင်စာလုပ်ငန်းကို ထိုင်းမြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာချဲ့ထွင်ဆောင်ရွက်ခဲ့ပါတယ်။2019ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံသားခံယူခဲ့ပြီးနာမည်ကိုလည်းရှီကရင်ယန်ခိုင်းလို့ပြောင်းလဲပြီးဟောင်ကောင်မှာရထိုက် IHG ကုမ္ပဏီကိုမှတ်ပုံတင်ခဲ့ပါတယ်။ 2019ခုနှစ်မှာကမ္ဘောဒီးယားအစိုးရကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေကြားဖြတ်လုပ်ငန်းတွေနဲ့ကာစီနိုယုံတွေကိုနှိမ်နှင်းခဲ့တာကြောင့်မြန်မာနိုင်ငံမှာရှုကုတ်ကိုမြို့သစ်စီမံကိန်းကိုရင်းနှီးမြှုပ်နှံခဲ့ပြီးဒီလုပ်ငန်းတွေကိုဆက်လက်လှုံ့ဆော်နေခဲ့တာဖြစ်ပါတယ်။